စစ်တလက်အောက်ခံ UEC ကထုတ်ပြန်ထားတဲ့မဲဆင်းတွေမှားနေတယ်လို့ပြောဆိုခဲ့တဲ့အမျိုးသားလွတ်တော်ကိုယ်စားလှယ်ဟောင်းဦးလှစွေခေါ်ဘူးလက်လှစွေကိုအော်တိုဘားလ9ရက်နေ့ညပိုင်းကလေးကစစ်ကောင်စီတပ်ကခေါ်ယူစစ်ဆေးနေတယ်လို့နေပြည်တော်သတင်းရင်းမြစ်တွေစီကနေသိရပါဗျ။ပုပ္ပသီရီမြို့နယ်မှာမဲဆင်းတွေယာနဲ့ချီကွာဟနေတာကိုလူမှုကွန်ရက်မှာ live link ပြောဆိုခဲ့တဲ့အပေါ်သတင်းမီဒီယာတွေကဖော်ပြပြီးတဲ့နောက်မှာစစ်ဆေးခံရတာလို့နေပြည်တော်သတင်းရင်းမြစ်က DVB ကိုပြောပါဗျ။ UEC ဥက္ကဋ္ဌဗိုလ်ချုပ်ဟောင်းတန်းဆိုကသူတို့ကိုအဆက်ခွဲတယ်ဆိုပြီးတော့တက်ကိုတင်ပြပြီးတော့ဖမ်းခိုင်းတာဖြစ်ပြီးလက်ရှိဘမာစစ်ဆင်နေလဲဆိုတာမသိရသေးဘူးလို့ပြောပါတယ်။ဘူလလဆွေကိုစစ်တပ်ကလက်ရှိအချိန်အထိပြန်မလွတ်သေးသလိုသူ TikTok အကောင့်မှာအောက်တိုဘာလ9ရက်နေ့ကတင်ထားတဲ့ဖိုင်ကိုပါပြန်ဖြတ်သွားပြီလို့ကြက်ခိုင်ပါတီဝင်တယောက်ကပြောပါတယ်။ ဘူလလဆွေဟာအောက်တိုဘာလ9ရက်နေ့ကသူ့အသုံးပြုနေတဲ့ TikTok အကောင့်ကနေ UEC ကထုတ်ပြန်လိုက်တဲ့မဲစင်းတွေယာနဲ့ချီကွာချနေပြီးတည်တဲ့သူပြန်ပါနေလို့ပြန်လည်ပြင်ဆင်ပေးဖို့လိုက်လွင့်ပြောဆိုခဲ့တာဖြစ်ပါတယ်။ဦးလဆွေခေါ်ယူမေးမြန်းခံရတာနဲ့ပတ်သက်ပြီးစစ်ခိုင်ပါတီဘက်ကရောစစ်တပ်ဘက်ကပါတရားဝင်သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူးရှင်။